ဲ့ပါဥက္ကဋ္ဌကြီးနေနဲ့ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်ရဲဆိုတာကြိုပြီးတော့များလားခံမှန်းမိခဲ့သေးလားဘယ်လိုရှိလဲဟိုကျမကပေါ့ကျမစီးပွားရေးလုပ်ငန်းဖြစ်တဲ့ခါကျတော့မိသားစုစီးပွားရေးဖြစ်တယ်နိုင်ငံရေးလည်းလုပ်တယ်ဆိုတော့ကျမချောင်းမလို့နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်ပေါ့နော်ဒါကျမသိပြီးသားဖြစ်ပါတယ်လူတိုင်းလည်းသိပါတယ်ရှင်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲသို့တော်လည်းကျမရဲ့မိကျမနိုင်ငံရေးလုပ်လို့ကျမမိသားစုစီးပွားရေးမထိခိုက်အောင်ဆိုပြီးကျမဒိုက်ကာလေအဲဒိုက်ကာဆိုတာရင်းနှီးမြှုပ်နှံမှုနဲ့ဟိုကုမ္ပဏီများ ညွန်ကြောင်းမှုဦးစီးဌာနမှာကျမတို့ကုမ္ပဏီမိသားစုကုမ္ပဏီနှစ်ခုလေးကနေကျမ2021ခုနှစ်6လပိုင်း22ရက်နေ့ကထွက်ပြီးဖြစ်ပါတယ်ရှင်။ထွက်ခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုထွက်တယ်ဆိုတော့ကျမ share holder တွေကျမ share တွေအကုန်စွန့်လွတ်ပြီးသားပြီးရင်ကျမဒီအဲ့မှာ share holder လည်းမဟုတ်တော့ဘူး။ကျမအဲ့မှာလုံးဝမပါတော့တရားဝင်ပေါ့နော်။ဒါလည်းဒါလည်းအစိုးရပါလဲ။အစိုးရအစိုးရဦးစီးဌာနပဲလေအစိုးရဌာနပဲသို့တော်လေဒီဘက်ကဘဏ်ကတော့ကျမတို့ဘဏ်မှာ အဘာမှငွေဥပပေါ့စီးပွားရေးလုံးပေါ့ business လုံးချီးယူစဉ်တော့အကျမနဲ့ကိုအောင်ကျော်ဝင်လက်မှတ်ထိုးပြီးယူထားတာဖြစ်တဲ့အတွက်အဲ့ဒါတော့ကျမမပယ်ဖြတ်ထားပါဘူး။ဘန်ချင်းငွေဆိုတာကျမတို့ကဟိုအလုပ်ငန်းလဲအကြီးလုပ်နေတဲ့အခါကျတော့ဘန်ချင်းငွေဆိုတာဟိုနေ့ချင်းညချင်းဖြည့်ရှင်းလို့လည်းရတဲ့ကိစ္စမဟုတ်ပါဘူးရှင်။အဲ့ဒါကြောင့်မို့ကျမဒီဘက်မှာဒိုက်ကာမှာတော့ကျမကုမ္ပဏီကနှုတ်ထွက်ပြီးဖြစ်ပါတယ်။အဲပြီးလို့ရှိရင်ကျမတမီလေးလည်း22နှစ်ပြည့်ပြီဆိုတော့မိသားစုကလည်း3ယောက်ပဲရှိတော့ကျမထွက်လိုက်ရင်ကိုအောင်ကျော်ဝင်းကျောက်ထဲကြာမယ်ဆိုတော့ တမီးလေးက22နှစ်ပြည့်ပြီဆိုတော့ကျမပြည့်ပြီဖြစ်တဲ့အချိန်မှာကျမကုမ္ပဏီထဲထည့်ထားပါတယ်ရှင်ဆိုလို့ရှိရင်တားဖားနှစ်ယောက်ကကုမ္ပဏီမှာကြံပြီးကျမကုမ္ပဏီကထွက်ပြီးဖြစ်ပါတယ်အဲကျမဒါတွေတော့အကြမ်းမြင်းတော့မှန်သိပါတယ်အကြမ်းမြင်းနားလည်ပါတယ်နိုင်ငံရေးဆိုတာအတိုက်ခိုက်များတယ်အဲဒါစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေမှာအဲဒီလိုပဲပြော့ကွက်တယ်ဆိုတာရှိတတ်တယ်ဒါအောင်နင်းခံရနိုင်တယ်ဆိုတာကျမသိပါတယ်ရှင်အတိတဲ့အတွက်ကြောင့်မို့ကျွန်မတတ်နိုင်တဲ့လောက်တော့ပြင်ဆင်ထားတယ်အဲဒါပေမဲ့ဖန်ချင်းကိုရတော့နေ့ချင်းညချင်းဟိုဒီဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး ကျွန်တော်တို့ဖြည်းဖြည်းနဲ့မှန်မှန်ဆက်သွားအောင်ပါเนาะဆိုတော့အတိုးပေးထားမယ်ပြီးလို့ရှိရင်တစ်ချိန်ကျရင်ဒီဒီဒီစီမံကိန်းကြီးပြီးသွားတဲ့အချိန်ကျရင်တိုးရင်းမောင်းဆက်သွားမယ်အဲ၈နှစ်တန်ဒီ၁၀နှစ်တန်ဒီဆက်တဲ့အချိန်မှာဒါခြေသွားမယ်ပေါ့เนาะကျွန်တော်တို့အဲ့လိုစီစဉ်ထားပါတယ်ရှင်